ပွားရဲ့ပြည်တနာတွေဖြေရှာဖို့အတွက်အရေးကြီးသောငွေကြေးဖြစ်ပါတယ်ဒီတော့ဒီဗီဒီယိုလေးမှာငွေကြေးဘယ်လိုရှာရမလဲဆိုတာနီလန်ခုနှစ်လမ်းနဲ့ကျွန်တော်ပြပြပါမယ်ကျွန်တော် YouTube မှာကြည့်မယ်ဆိုလို့ရှိရင်လည်းမေကုမေးနေရတဲ့အများစုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ငွေကြေးနဲ့သက်ဆိုင်တဲ့အရာတွေများတယ်အဲ့တော့ဒီငွေကြေးနဲ့သက်ဆိုင်တဲ့အရာတွေကိုကျွန်တော်ဒီနေ့မှာတော့ BELIVES ဆိုတဲ့ခုနှစ်ခုနဲ့ကျွန်တော်ဖော်ပြအောင်မယ်ပြီးအောင်လို့ရှိရင်ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ရဲ့ဘဝဘယ်လိုတည်ဆောက်မလဲဆိုတဲ့အပိုင်းကိုလည်းကျွန်တော်ဖော်ပြအောင်ပါမယ်အဲ့တော့ဒီအရာတွေက theory ပဲမဟုတ်ဘဲနဲ့ ကျွန်တော်ကိုယ်တိုင်လည်းနေ့စဉ်လုပ်နေတဲ့ဥပမာလေးတချို့လည်းပြပြအောင်ပါမယ်အဲ့တော့မိတ်ဆွေကငွေကြီးရဲ့ကြေးကြုံဖြစ်ခြင်းဆိုလို့ရှိရင်ငွေကြီးကိုကိုကနေပြီးစီမံခန့်ခွဲနိုင်ဖို့အရေးကြီးပါတယ်အဲ့တော့ငွေလောက်အောင်ဆိုလို့ရှိရင်ကျွန်တော်ငွေရိုက်ဆက်ဖန်တီးဖို့အရေးကြီးပါတယ်အဲ့တော့ငွေရှားတဲ့နီလန်းတွေ ခုနှစ်လမ်းထဲမှာကိုကဘာတွေတုံးနေလဲဒီခုနှစ်လမ်းစလုံးလဲတုံးနေလားဘလို့နီးလမ်းနေနေကျွန်တော်ဖန်တီးမလဲဆိုရဲခုနှစ်ချက်ကိုကျွန်တော်ကြည့်လိုက်ကြအောင်နံပါတ်1တစ်ချက်ကကြော business income လို့ခေါ်ပါတယ် business income ဆိုတာကျွန်တော်စီးပွားရေးရတွေဝင်နေဝင်ငွေဆိုတာရှိမယ်ဒုတိယကြော earn income လို့ခေါ်တယ်ကျွန်တော်တို့ အလုတ် လုတ်ရင်းနဲ့ဝင်တဲ့ငွေရှိမယ်အဲ့တော့ဒါနဲ့ပတ်သက်တဲ့အသေးသေးကိုလည်းကျွန်တော် infographic တချို့နဲ့ပြပြပါမယ်နံပါတ်3ကကျတော့ license တွေရောဒီလုတ်တဲ့ပုံစံမျိုးအရင်းငွေဝင်တာမျိုးရှိမယ်ဥပမာအဖြစ်ဆိုရင်စာအုပ်တွေပေါ့စာအုပ်ရေးလိုက်တဲ့စာအုပ်တွေရောအတိုင်းငွေဝင်နေရမျိုးရှိမယ်ပြီးလို့ရှိရင်နောက်တစ်ခါကျတော့ investment income လို့ခေါ်တယ်ကိုကနေပြီးတော့မှအိမ်ဝယ်တဲ့အိမ်ပြန်ငားတာတွေအများမျိုးနဲ့ဝင်နေရမျိုးရှိမယ်ပြီးလို့ရှိရင်ဈေးနည်းနည်းနဲ့ဝယ်ပြီးများများနဲ့ပြန်အောင်တဲ့ ဘိုင်လိုဆဲဟိုက်ဆိုတဲ့ပုံစံမျိုးရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ YouTube ပေါ့ဥပမာအားဖြင့်ဆိုရင်ကျွန်တော်ဗီဒီယိုတစ်ခုကြည့်လိုက်တယ်လူတွေကြည့်တာတွေပြန်မဝင်ငွေရတယ်ဒါမျိုးကြောင့် exposure based income လို့ခေါ်ရပါတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ windfall income လို့လည်းခေါ်ရကျွန်တော်တို့ scholarship ရတာမျိုးတို့အမွေရတာမျိုးတို့ဒါမျိုးအနေနဲ့ income နဲ့ကျွန်တော်ရမယ်ဒီခုနှစ်ခုနဲ့ဘယ်လိုတိဆောက်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပါမယ် နံပါတ်1ကကျွန်တော်ပြီးတွင်းမှာကြည့်မယ်ဆိုလို့ရှိရင်အခြေအနေကဘာတွေဖြစ်မလဲဆိုတာကျွန်တော်တို့မတွေးနိုင်အောင်ခုဆိုလို့ရှိရင်2000နဲ့မှ25000ကျွန်တော်တို့ရောက်လာပြီ။နောက်လာမယ့်အနာဂတ်အတွက်ဆိုလို့ရှိရင်ကိုခြေတော့ဖို့ကိုရက်တီဖို့အတွက်ဆိုရင်ဝင်ငွေအမျိုးအစားတစ်ခုတည်းပဲမူတည်ပြီးတော့မှကိုဘွားကိုရက်တီနေတာကျွန်တော်တို့တကယ်ကြီးမားတဲ့ risk တရှိပါတယ်။ and ရရှိတယ်။ဒါကြောင့်မလို့ဒီဝင်ငွေတွေတိဆောက်ဖို့အတွက်ဆိုအချိန်တစ်ခုပေးရတယ်။ကျွန်တော်တို့နိုင်ငံမှာလူငယ်အများစုကကျတော့ ဘာဖြစ်တတ်ကြလဲဆိုလို့ရှိရင်စိတ်မရှိတာမျိုးဖြစ်တတ်ကြတယ်ခုရီတွင်တွေခုရီကြည်တောက်တာမျိုးဖြစ်တတ်ကြတယ်အဲ့တော့ဒီစိတ်ကိုကျွန်တော်တို့ဖယ်ဖို့အရေးကြီးတယ်ကျွန်တော်တို့ရဲ့ဘောအောက်တိဆောက်ဖို့အတွက်ဆိုရင်ငါ session နှစ်ကို9ခါပိုင်းတယ်လို့ကျွန်တော်စဉ်းစားကြည့်လိုက် session နှစ်9ခါဆိုအတက်90လောက်နေရမယ်အတက်90နေရမယ်ဆိုတော့ session နှစ်9ခါရှိမယ်မိတ်ဆွေကပထမ session နှစ်ဆိုလို့ရှိရင်ကိုကလောကကြီးမှာတကယ်မျော်မှန်းချက်တွေနဲ့ဒါကြီးလာတဲ့အချိန်ပေါ့နော်အရေးရာတွေးစရာတွေအကုန်လုံးရင်ခုန်နေတဲ့အချိန်နောက် session နှစ်ဆိုလို့ရှိရင်ကိုက ကိုရင်ခုန်တဲ့အရာနဲ့လောကတဘာဝရဲ့အနီးဆက်ဆုံးကျွန်တော်တို့တိလာတဲ့အချိန်အဲ့တော့အဲ့ဒီအချိန်မှာဆိုမိတ်ဆွေက36ကျွန်တော်တို့ရအောင်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်နေမိတ်ဆွေအများစုဆိုလို့ရှိရင်လည်းဒါ session နဲ့ဒုတိယပိုင်းကြားထဲမှာဖြစ်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကွာ16နှစ်နဲ့36နှစ်ကြားပေါ့ဒါဒီဒုက္ခကြီးအမှန်တရားနဲ့ချိန်ကြီးတဲ့အရွယ်ပေါ့အဲ့တော့ဟုတ်ပြီဒီဗီဒီယိုလေးမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကိုနဲ့ ချိန်ကြီးတဲ့အရွယ်ကျွန်တော်ရောက်လာပြီဆိုလို့ရှိရင်ဘာတိလာမလဲဆိုရင်အခုရေတွင်းသူအခုရေကြီးတောက်တာထက်ကျွန်တော်တို့ဖိတ်ရှိရှိနဲ့ plan လုပ်ပြီးတော့မှတွားဖို့အရေးကြီးတယ်ဆိုတာမျိုးပြီးပြီးမှတိလာပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့ဘဝတိဆောက်ဖို့အတွက်ဆိုလို့ရှိရင် number 1 B အတူကောက်နဲ့ကျွန်တော်ကြည့်မယ်ဆိုရင် B L I V S B live ဆိုပြီးမှကျွန်တော်ရေးရတယ် number 2 B ကတော့ business income လို့ခေါ်တယ်အဲ့တော့ business income ကိုကျွန်တော်ပြန်ပြီးမှခွဲလို့ရရတယ်ဥပမာအားဖြင့်ကျွန်တော်တို့ဒီနေ့ခေတ်ရဲ့နီးပညာလုပ်ငန်းတွေဖြစ်တဲ့ digital business တွေကျွန်တော်ရှိမယ်။ဘာလို့ ebook တွေ course တွေ template တွေဒါတွေကကျွန်တော်ဘာဖြစ်လို့ digital business လို့ခေါ်ရဲပေါ့နော် digital product business လို့ခေါ်ရဲအဲ့ဒီထဲမှာဆို application တွေလည်းကျွန်တော်တို့ပါမယ်။ဒါက digital product business တွေရှိမယ်။ဒုတိယဆိုလို့ရှိရင် physical store လို့ခေါ်ရပေါ့ physical store မှာဆိုရင်ထုတ်ကုန်တွေပြန်ရောင်းတာမျိုးလို့ဥပမာအဖြစ်ကိုယ်ကပစ္စည်းဝယ်တယ်ဝယ်ပြီးတော့မှပြန်ရောင်းနေရမျိုးကျွန်တော် retail shop တွေပါမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့တကယ် fancy တွေ handcraft လုပ်ထားတဲ့ product တွေ ဓာရီပါမယ်ဒါအောင် man and porsche လို့လည်းခေါ်တယ်နောက်တစ်ခုကကျတော့ကျွန်တော် service based နဲ့ဒီထဲမှာဆိုလို့ရှိရင် agency တွေပါမယ် design studios တွေပါမယ် marketing agency freelancing ကျွန်တော်တို့လုပ်ပေးတဲ့ဟာတွေ ဒါတွေပါမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဓာတ်ပုံလိုက်ရိုက်ပေးတာမျိုးတွေဒါမျိုးတွေဆိုလို့ရှိရင်လဲ service based business လို့ခေါ်တယ်အဲ့တော့ဒီဓာတ်ပုံလိုက်ရိုက်ပေးတာကိုကိုယ်တိုင်လိုက်ရိုက်မှမဟုတ်ကိုယ့်ရဲ့ဝန်ထမ်းတွေလိုက်ရိုက်တာမျိုးဒါမျိုးတော့ကျွန်တော် business income လို့ခေါ်တာပါအဲ့တော့ဒီ business income ကဘာလို့ပေးလဲဆိုရင်ဒီ business တွေရပြီးတော့မှကျွန်တော်ပတ်စံရှာပေးနေရင်ဘယ်လိုနည်းလမ်းနေလဲဆိုရင် product and services တွေရောင်းချပေးခြင်းအဖြစ်နောက်တစ်ခုကကျတော့ဒီ physical product business နဲ့မတူတာ brick and mortar business လို့ခေါ်တယ်။ဒီထဲမှာဆိုလို့ရှိရင်ကိုက service လုပ်တာမျိုးပေါ့။ဥပမာဆိုစပင်ညက်ပေးတယ်၊ yoga studio တင်ပေးအဲအဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်စားတောက်ဆိုင်တွေကျွန်တော်ရှိကောင်းရှိမယ်။ခုနကပြောလို့ပဲ business လို့ရတဲ့ပေါ်တရားကိုမပါပဲလေပတ်နေရမှာ။ကိုကြီးပဲအကုန်လုံးတွားပြီးတော့မှ ဒီဝင်လုပ်နေရဆိုရင်ဒါ business မဟုတ်ဘူးဒါကတော့ကျွန်တော် an income လို့ခေါ်ရပေါ့ဒါလေးကိုလည်းခဏလေးကျွန်တော်ရှင်းပြပေးမယ်ပြီးနောက်တစ်ခုကျွန်တော် franchise လုပ်ငန်းတွေ franchise လုပ်ငန်းမှာဆိုလို့ရှိရင် McDonald's တို့ Subway တို့ဒါရှိမယ်ဒါတွေကကျွန်တော် franchise business လို့ခေါ်ရနောက်တစ်ခုက automated e-commerce dropshipping လို့ခေါ်ရကိုကိုတိုင်ကအလုပ်လုပ်ဆရာမလို့ dropshipping ဆိုတာကဒီနေ့ခင်မှာဆိုလို့ရှိရင်ကိုကိုတိုင်ဒီထုတ်ကုန်တွေအကုန်လုံးဝယ်ထားဆရာမလို့ဥပမာဆိုရင်နိုင်ငံခြားမှာဆိုလို့ရှိရင် Uber လို့ပါအောင်ရှိမယ် Uber လို့ Shopify ဒီမှာဆိုရင်သူ့ကိုလာစင်ကြေးပေးထားလိုက်တာ ਨੇ ဒီလိုမျိုး product ဒီလိုမျိုး website တွေရည်ပြီးမှပစ္စည်းကိုကိုကထုတ်နေလို့ရတယ်ဥပမာဆိုကိုက coffee brand တစ်ခုလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုရဲ့နာမည်နဲ့ဝယ်တဲ့လူရှိရဲ့ချင်ကြမှာ ကျွန်တော်ထုတ်ရောင်းလို့ရတယ်ပေါ့နော်တနိုင်တစ်ပိုင်းကျွန်တော်လုပ်လို့ရတယ်ပြီးလို့ရှိရင် printable တို့လိုမျိုးတွေမှာဆိုရင်ရှက်တယ်ကိုယ့်ရဲ့ design ထုတ်ထားလိုက်တယ်ဒီ design ကိုမာတဲ့လူရှိရဲ့အချိန်ကျမှကျွန်တော် print လုပ်ပြီးတော့မှရောင်းချလိုက်လို့ရတာမျိုးဒီလိုမျိုး automated business တွေရှိမယ်ဒါမျိုးတွေကြတော့ကျွန်တော် overlow တို့ပြီးလို့ရှိရင် shopify တို့ဒါမျိုးတွေကျွန်တော်ရှိမယ်ပေါ့နော်ကျွန်တော်နိုင်ငံမှာတော့နည်းနည်း account တက်ကျွန်တော်တို့နည်းနည်းရှိနိုင်တယ်ဒီလုပ်ငန်းတွေကတချို့ဆိုလို့ရှိရင်သူက clip band တို့ပါရှိရယ် clip band ဆိုလို့ရှိရင်သူက digital product တွေကိုသူက ပြန်ပြီးတော့မှ affiliate ပုံစံမျိုးနဲ့ရောင်းပေးတာမျိုးလို့ဒါတွေရှိတယ်။နောက်တစ်ခုကတော့ဒီ B2B wholesale business တွေကျွန်တော် business အချင်းချင်းရောင်းနေရတဲ့ဥပမာ medical supply ရောင်းတာမျိုးလို့ wholesale ရောင်းတာမျိုးလို့ကျွန်တော်တို့ကတခြားနိုင်ငံဥပမာဆိုတရုတ်ပြည်ပစ္စည်းဝယ်လိုက်တယ်ဝယ်ပြီးတော့လို့ချင်းပြီးတွင်းမှာရှိတဲ့လုပ်ငန်းတွေပြန်ရောင်းတာပြန်အောင်ပေးတာမျိုးလို့ဒါမျိုးရှိတယ်။ဒါကြောင့် B2B wholesale business လို့ခေါ်တာ။ဒါကြောင့် business income လို့ခေါ်တယ်။အဲ့တော့ဒီ business income မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လည်း digital product ကိုလုံးဝထက်ထဲဝင်ဝင်လောက်တော့ကျွန်တော်တို့တွေးလိမ့်မယ် physical product တွေအပြင်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ဒီလို platform တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတိဆောက်ထားတယ်ဒီလို platform တွေတိဆောက်ထားခြင်းအဖြစ်ဘာဖြစ်လဲဆို digital business တွေ area တွေမှာကျွန်တော်ဝင်ဝင်လေးကျွန်တော်ရအောင်မျိုးကျွန်တော်ရှိမယ်အဲ့တော့ဒါ ਈ လုတ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာ ਈ လိုလဲဆိုတဲ့အပိုင်းလေးတွေကျွန်တော်နောက်ဗီဒီယိုတွေမှာအချိန်ရလို့ရှိရင်ပြန်ပြီးတော့မှပြောပြအောင်မယ် digital business product တွေကျွန်တော်လုပ်တယ်ပြီးလို့ရှိရင် franchise လုပ်ငန်းတွေ franchise ပါဆိုလို့ရှိရင်လည်း ကျွန်တော်တို့ Australia တွေ franchise တုတ်ပြီးတော့မှပြည်တွင်းမှာ OPP မှာကျွန်တော်လုပ်နေရမျိုးကြီးကျွန်တော်ရှိမယ်ဥပမာဆို CIY club ဆိုပေါ့ CIY ဆိုလို့ရှိရင်ကျွန်တော် Australia တွေ franchise တုတ်တယ်ပြီးတော့ရှင် time မှာလည်းကျွန်တော်တို့က operate လုပ်နေရမျိုးကျွန်တော်တွေ့လိမ့်မယ်အဲဒါမျိုးလုပ်ငန်းနေဆိုလို့ရှိရင်ကျွန်တော် franchise လုပ်ငန်းတွေမှာပါတယ်ဒါ business တစ်ခုပဲပေါ့နော်ပြီးတော့လို့ရှိရင်တော့ဒီ physical product ကတော့ကျွန်တော်အရင်တော့ဆိုလို့ရှိရင်လည်းဒါ new sky တို့လိုမျိုး mobile shop တွေလုပ်ခဲ့တာပေါ့နော်အခုဆိုလို့ရှိရင်လည်း22လမ်းမှရှိပါလိမ့်ရကျွန်တော်အကုန်လုံးရောင်းခဲ့ပြီပေါ့နော် news cam mobile shop တို့လိုမျိုးလုပ်ခဲ့အောင်မျိုးကျွန်တော်ရှိမယ်ပြီးလို့ရှိရင် wholesale business တွေဒါရှိမယ်အဲ့တော့လက်ရှိမှာဆိုရင်ကျွန်တော်လုပ်နေတဲ့ business ဆိုလို့ရှိရင်တော့ digital product business နဲ့ပြီးလို့ရှိရင် franchise business တွေ run နေတာမျိုးကျွန်တော်လုပ်တယ်အဲ့တော့တခြား business တွေလည်းကျွန်တော်လုပ်ခဲ့ပူတယ်ပေါ့နော်မေးစွေရောဘယ်အနေစလို့ရလဲဆိုရင် business income စလို့တော့မယ်ဆိုလို့ရှိရင်ကိုကကိုနဲ့ကန့်ညီတဲ့ product ကနေကျွန်တော်စလို့ရတယ်ဒါ business income နောက်တစ်ခုကကျတော့ဒီလိုမျိုး business လုပ်တလို့မျိုးကိုကထုတ်ကုန်တွေဝန်ဆောင်မှုတွေလုပ်ပြီးတော့မှကျတော့ပတ်စံရှာပေးနေရမျိုးမဟုတ်ဘူးဒါတကဘာလုံးမှာ လူတွေအများဆုံးပတ်စံရှာနေတဲ့နီးလေးဖြစ်တယ်ဒီနီးကတော့ un income လို့ခေါ်ပါတယ် un income လို့ပြောလိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အချိန်ဒါမှမဟုတ်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုယ့်ရဲ့လုံလောက်ဝရီးယားကြောင့်မလို့ငွေဝင်တာမျိုးတော့ un income လို့ခေါ်ပါတယ်ဒီထဲမှာဆိုရင် employment လို့လိုမျိုးရှိမယ်ဆရာဝန် engineer retail worker company တခုအောက်မှာအလုပ်လုပ်နေတဲ့ဒါမျိုးတွေကို salary employee လို့ခေါ်တယ်နောက်တစ်ခုကတော့ freelancing freelancing မှာဆိုလို့ရှိရင်ကျွန်တော်တို့ကတက်မှတ်ထားတဲ့ဥပမာဆိုရင် marketing နဲ့ပတ်သက်တဲ့ design လုပ်ပေးတာမျိုးတို့ coaching လုပ်ပေးတာမျိုးတို့ဒါမျိုးဆိုလို့ရှိရင်လည်းအလွတ်တန်းပညာရှင်တွေ contract ပုံစံမျိုးနဲ့ project based ကိုလုပ်တဲ့အားမျိုးဒါမျိုးဆိုလို့ရှိရင်လည်းကျွန်တော် and income နဲ့မှာပါတယ်ပြီးနောက်တစ်ခုကျတော့ gig economy ဆိုတာရှိမယ် gig economy ဆိုတဲ့နေရာမှာဆိုရင် on demand ပေါ့သူလိုတဲ့ချိန်ကျမှကျွန်တော်ကလုပ်ဆောင်ပေးတာမျိုး gig economy ဆိုတာရှိမယ်ပြီးလို့ရှိရင်အလုပ်ကျန်းလုပ်တဲ့ labor တွေရှိမယ်ပြီး coaching mentoring teaching တွေကျွန်တော်ရှိမယ်အဲ့တော့ဒီနေ့ဒီချိန်မှာလည်းကျွန်တော် and income နေလည်းပတ်စံရှာပါတယ်ဒီထဲမှာဆိုရင်ကျွန်တော် coaching mentoring teaching ကိုကျွန်တော်လုပ်တယ် ျွန်တော်စတင်တဲ့ချိန်ညမှာဝင်ငွေရရတယ်။ဒီရာဒီလဲ an income လို့ခေါ်ပါတယ်။အဲ့တော့ဝင်ငွေကိုတစ်ခုတည်းမှာပဲထားတာဆက်လို့ရှိရင်ကျွန်တော်ဖြန့်ကျက်ထားခြင်းဒီလဲကျွန်တော်တို့ဝင်ငွေရတဲ့တဲမှာကျွန်တော်ကို stable ဖြစ်စေရ။ဘာနဲ့တူလဲဆိုရင် table တစ်ခုနဲ့တူတယ်။ထောက်တိုင်တွေများများရှိလေလေကောင်းနေလေပေါ့။ဒါဒီ an income ကျွန်တော်အနေနဲ့ဆိုနေ့တိုင်းနေ့ပါလဲခုတ်ချင်းလို့ ကျွန်တော်ရှိရပါတော့ဒါလုပ်ငန်းရှင်တွေကိုကျွန်တော်တို့ coach လုပ်ပေးရရှိမယ်ဒါ an income တွေပြီးတော့မှဘဝတည်ဆောက်တဲ့အရာမျိုးနောက်တစ်ခုကကျတော့ကျွန်တော်တို့ licensing လုပ်တဲ့အပိုင်းတွေကျွန်တော်ရှိမယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်ကိုက creative world ဖြစ်တဲ့ကိုက music ဒရန်ကျင်နေဆိုလို့ရှိရင်ဒါတချင်းကနေဝင်ငွေရအောင်ဖြစ်မယ်ဒါမှမဟုတ်စာအုပ်ထုတ်တယ်ဆိုရင်စာအုပ်ကနေဝင်ငွေရအောင်ဖြစ်ဖြစ်မယ်ဒါမှမဟုတ်ကျွန်တော်တို့အမှုပညာတွေဒရန်ကျင်နေဆိုလို့ရှိရင်အမှုပညာ art ကနေရအောင်ဖြစ်မယ်ဥပမာပကြီဆွဲတာမျိုးတော့ဗောနော် ီနေရာမှာဆိုလို့ရှိရင်နိုင်ငံခြားမှာဆိုလို့ရှိရင်တော့ Kindle Publishing ဆိုတာရှိတယ် KDP Spotify ဒါမျိုးတွေတွားလို့ရတယ်ဒါမှမဟုတ်က software တွေ code တွေကျွန်တော်တို့ကျွမ်းကျင်နေဆိုလို့ရှိရင်လည်း GitHub တို့ဒါမျိုးတွေ event တို့တွေကျွန်တော်တို့ကိုယ့်ရဲ့ ဒီ product ကိုပြန်ရောင်းတာမျိုးကျွန်တော်လုပ်လို့ရတယ်ဗောနော်ဒါ licensing လုပ်တရားဥမာအားဖြင့်ဆိုလို့ရှိရင်ကျွန်တော် solution နဲ့ software ထုတ်တာမျိုးဆိုလို့ကြားဘူးလိမ့်မယ်ဗောနော်လူတွေမမတ်မီတော့တော့တိုးတက်ပြောင်းလိုက်လိုက်ပါပြီးတော့လျှင်မပြိုင်မဲနိုင်အောင်လုပ်ပါဒါကြီးထုတ်တယ်ဆိုလို့ရှိရင်လည်းဒါပေတဲမှာပါလဲဆိုရင်ကျွန်တော် license and royalty တက်မှာပါတယ်နောက်တစ်ခုဆိုလို့ရှိရင်ဒီ software တွေ code တွေပြန်ရောင်းတာမျိုးဆိုရင်ကျွန်တော်တို့ကတခြားလုပ်ငန်းတွေကိုပြန်ပြီးတော့မှ service ပြန်ပြီးရမျိုးရှိမယ်ဥပမာဆိုရင်ကျွန်တော်တို့ဒီ product ကိုပဲ white label ပြန်ပြီးတော့မှ လုပ်ပေးတဲ့ဟာမျိုးကျွန်တော်တို့ လုပ်တယ်ပေါ့နော်ဥပမာကလုံးပြန်လုပ်ပြီးရင်ပြီးသွားလို့ရှိရင် white label ပြန်လုပ်ပြီးရင်ဒါမျိုး service တွေလည်းကျွန်တော်တို့ဟိုလုပ်ပေးရမျိုးရှိတယ်။ဒါမျိုးတော့ licensing and royalty လို့ခေါ်တယ်။ပြီးလို့ရှိရင်ကျွန်တော် invest လုပ်ထားတဲ့ company တခုရှိရမှာနော်။ဒါဆိုလို့ရှိရင် bit b လို့ခေါ်တာပေါ့။ဒါမျိုးဆိုလို့ရှိရင်ဒီ ERP တို့လိုမျိုးဒီ online shop တွေအတွက်ဆိုလို့ရှိရင်သူ24နာရီအတွင်းမှာ application ထုတ်ပေးတာမျိုးဆိုရင်ကိုက licensing and royalty အနေနဲ့ဝင်ငွေရနေရမျိုးပေါ့ဒါမျိုးကနေလည်းဝင်ငွေရှာလို့ရရင်နိုင်ငံခြားမှာဆိုရင်သူက pay tan လို့ခေါ်တဲ့မူပိုင်ခွင့်နေပြီးလို့ရှိရင်ဒီ invention နေရာတွေလည်းရတယ်အဲ့တော့ pay tan နဲ့ copyright နဲ့မတူဘူးပေါ့နော် pay tan လို့ပြောလိုက်ရင်သူက process ကိုပြရတယ်ဥပမာဆိုရင် sale တို့ sale war တို့ဘာလို့ဖန်ပြီးရောမယ်ဆိုရင်သူက pay tan ဆိုတာမျိုးရှိရပြီးလို့ရှိရင် invention လို့ခေါ်တဲ့ဒီဖန်ပြီးမှုတွေပြုလုပ်တာတွေလည်းတွားလို့ရတယ်ဥပမာအဖြစ်ဆိုနိုင်ငံခြားမှာဆိုလို့ရှိရင်သူက idea ကနေပြီးရောမှဒီ ပတ်စံရှာနေတဲ့လူတွေရှိတယ်ဗောနော်အဲ့တော့ insider note တို့မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ idea ကနေပတ်စံရှာတဲ့ဟာမျိုးကိုလည်းလှုပ်ထားပြီးရယ်ဗောနော်ဒီမှာလည်းတွားပြီးမှကြည့်လို့ရမယ် your idea in လို့ခေါ်ရအဲ့ဆောင်းနာမည်လေးကနောက်တစ်ခုကတော့ကိုယ့်ရဲ့ ထုတ်ကုန်တွေကို license အနေနဲ့လဲ franchise အနေနဲ့ပြန်လုပ်လို့ရတယ် intellectual property licensing ပြန်လုပ်လို့ရတယ်အဲ့တော့ဒီတစ်ခုနဲ့ပါကွာလဲဆိုရင်ကျွန်တော်တို့ franchise business မှာကြောင့်ကိုကခြားလူတွေရဲ့ franchise ကိုဝယ်တဲ့ဟာရှိမယ်ဒါမှမဟုတ်ကိုကနေပြီးတော့မှကိုရဲ့လုပ်ငန်း franchise အနေနဲ့ပြန်ပြီးတော့မှငားပေးတာမျိုးရှိမယ်။ပြန်ငားပေးရဲ့ဆိုလို့ရှိရင်ဒီရတွေလည်းဝင်ငွေရရတယ်။ဒါမျိုး licensing ရဲ့ royalty လို့ခေါ်တယ်။နောက်တစ်ခုကကျတော့ i i ကကျတော့ investment income အဲ့တော့ သူ့ရဲ့ဝင်ငွေစီးစင်းပုံတွေကမတူတာအောင်မိတ်ဆွေတည်လိမ့်မယ်ဒီမှာဆို business ဆိုရင်ဒါ business ဆိုရယ် system ကိုတိဆောက်ရတယ်ထုတ်ကုန်တွေဝင်ဆောင်မှုတွေ on income ဆိုကျွန်တော်တို့ရဲ့အချိန်တွေကျွမ်းကျင်မှုတွေကိုကျွန်တော်တို့ပေးရတယ် license လုတ်ဖို့အတွက်ဆိုရင်ကျွန်တော်ဖန်တီးမှုတွေကိုကျွန်တော်တို့လုပ်ရတယ်မူပိုင်ခွင့်တွေကိုလုပ်ရတယ်ကျွန်တော်စဉ်းစားတဲ့ပုံစံဘယ်လိုလုပ်လဲဆိုရင်နေ့စဉ်ကျွန်တော်လုပ်တဲ့အလုပ်တွေဒီကျွန်တော်ရဲ့ scale ကိုပို့ပြီးတိုးတက်အောင်လုပ်ပြအောင်ဥပမာအားဖြင့်ကျွန်တော် teaching လုပ်တဲ့အကြံပေးတယ်ဆိုပေါ့ ဒါတွေကကျွန်တော်ကို un income ကျွန်တော်ဖြစ်စီရယ်နေ့စဉ် client နဲ့စကားပြောတဲ့အတွက်ကြောင့်မလို့သူတို့ပူနားလေတယ်နေ့စဉ်တင် जा ပေးတဲ့အတွက်ကြောင့်မလို့သူတို့ဘာတိကျင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့သိနိုင်တယ်အလားတူပဲဒီပေါ်မှာ motivate ပြီးကျွန်တော် business ကိုပိုကောင်းအောင်ကျွန်တော် phantom လို့ရတယ်လို့ ကိုယ့်ရဲ့ဒီဖန်တီးမှုတွေကိုလည်းတိုးတောင်းလုပ်လို့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က income ကိုတစ်ခုတည်းမှာပဲ limit လုပ်ထားတယ်။မတူညီတဲ့ income တွေကိုကျွန်တော် diversify လို့ခေါ်တယ်။ကျပ်ဥတွေအကုန်လုံးတောင်းတတောင်းထဲမှာမထည့်ထားနဲ့ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဖြန့်ကျက်ထားလို့ရတယ်။နောက်တစ်ခုကတော့ investment income လို့ခေါ်တယ်။တကယ်လို့ကိုကငွေတွေရပြီဆိုတော့ဒီငွေတွေကိုဒီတိုင်းပဲထားမှထက်စားလို့ရှိရင် saver or loser ဆိုတာမိတ်ဆွေကြားဖို့လိမ့်မယ်။ငွေစုတဲ့လူတွေကတဲ့ဒါချရှုံးတဲ့လူတွေဘာလို့လဲဆိုရင် inflation လို့ခေါ်တဲ့ ဒီငွေကြေးဖောင်းပွားမှုတွေကျွန်တော်တို့ရှိတယ်။ဒီအရာတွေကိုကာဝယ်ဖို့အတွက်ဆိုရင်ငွေယူငွေနဲ့ပြန်ပြီးရင်းနှီးမြှုပ်နှံဖို့လိုလာတယ်။အဲ့တော့ဒီလိုမျိုးပြန်လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က angel လို့ခေါ်တဲ့ angel and startups လုပ်ငန်းတွေမှာပြန်ပြီး invest လုပ်တာမျိုးကျွန်တော်တို့လုပ်လို့ရတယ်။ခုနကဥပမာပြောခဲ့လို့ပေါ့နော်။ဒီလိုမျိုးထုတ်ကုန်တွေမှာကျွန်တော်တို့ပြန်ပြီး invest လုပ်တဲ့ဟာမျိုးလုပ်တဲ့ နီးတွေကျွန်တော်လုပ်လို့ရတယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ကတခြား business တွေမှာပြန်ပြီးရင်းနှီးမြှုပ်နှံမှုပြုလုပ်တာမျိုးလုပ်လို့ရတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တခြားမတူညီတဲ့ business ချို့မှာ invest လုပ်တာမျိုးပြန်လုပ်တယ်ပေါ့နော်ဒါမျိုးလုပ်လို့ရတယ်တချို့ကြောင့် stock market မှာ invest လုပ်တာမျိုးကျွန်တော်ရှိမယ်အဲ့တော့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်တော့နည်းနည်းအခက်အခဲရှိရပေါ့နော်ဥပမာဆိုရင်တခြားလူတွေဆိုလို့ရှိရင် eToro တို့ဒါမျိုးအားတွေ stock လုပ်တယ်ဒါပေမဲ့ မြန်မာနိုင်ငံသား passport နဲ့ဆိုရင်တော့ဒါတွေမရအောင်ကျွန်တော်အတိအများစုဆိုလို့ရှင်တော့ SMB 500တို့ဘာလို့မှဆိုလို့ရှင် Robin Hood တို့ဒါတွေက US မှာပြန်လုပ်တဲ့ဟာမျိုးရှိမှာပေါ့နော်တကယ်လို့ကတခြားနိုင်ငံမှာနေတယ်ဆိုလို့ရှင်တော့ဒီနည်းရန်လမ်းအနေနဲ့ကျွန်တော်လုပ်လို့ရတယ်နောက်တစ်ခါကျတော့ real estate လို့ခေါ်တဲ့အင်ချမ်းမြေမှာလည်းပြန်ပြီးရင်းနှီးမြှုပ်နှံမှုပြုလုပ်လို့ရတယ်ဒီကနေလည်းကျွန်တော်တို့ကတခြားလူတွေကိုကိုယ့်ရဲ့မြေပြန်ငားတယ်ဆိုလို့ရှင်နေရာပြန်ငားတယ်ဆိုလို့ရှင်လည်း investment ငားပြီးတော့မှဝင်ငွေဝင်နိုင်တယ် ဒါရီရဲ့ estate ပေါ့နောက်တစ်ခုကကြောင့် crypto နဲ့ digital assets တွေမှာလည်းကျွန်တော်တို့ invest လုပ်လို့ရတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင် Binance တို့ပါလို့ဆိုပေါ့ဒီ Binance တို့မှာဆိုလို့ရှိရင်ကျွန်တော်တို့ crypto ဝယ်ရတယ်ဒီ crypto ပဲကျွန်တော်ပြန်ငားရမျိုးကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့ဒါမျိုးပြန်လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့အရင်တော့ DRR တွေလည်း test လုပ်ပူတယ် crypto အပိုင်းတွေလည်းဒီမှာဆိုလို့ရှိရင်လည်း crypto မှာလည်း content တချို့ကျွန်တော် experience တချို့များဝေတာမျိုးတို့ပါလို့လုပ်ခဲ့ပူတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး product တွေမှာလည်းဒါ crypto အပိုင်းမှာဆိုလို့ရှိရင်ကိုကစိတ်ဝင်စားရဲဆိုလို့ရှိရင် digital assets တွေမှာပြန်ပြီးရင်းနှီးမြှုပ်နှံမှုပြုလုပ်လို့ရတယ်။အဲ့တော့ပြောပြချင်တာတကယ်လို့ကိုကငွေနည်းနည်းပဲရှိရယ်တိန့်100ပဲရှိရယ်900ပဲရှိရယ်ဒါဆိုလို့ရှိရင်ဒါတွေပဲအရန်အရင်မလုံးနိုင်အောင်ပေါ့နော်။ဘာရင်သုံးလို့လဲဆိုရင်ကိုရဲ့ဒီ earn income တွေဝင်ငွေရှိအောင်ကျွန်တော်တို့လုပ်ပြီးလို့ရှိရင် business ကိုလို့ဘာလို့လဲဆိုရင်ဒီဝင်ငွေတစ်ခုတည်းမှာပဲကျွန်တော်တို့ကမိတီနေတာကနည်းနည်းလေးအန်တရာရှိရယ်။ဒါကြောင့်မလို့ တကယ်လို့ကိုက trader ဆိုပါတော့ full time trader လုပ်တယ်ဆိုရင်တော့တမျိုးပေါ့တကယ်လို့ full time trader မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ market ယူဆရတယ်ကိုရဲ့ ငွေရဒီ3300ပဲရှိရဒါဒီအကုန်လုံးမယ်ဒီတစ်ခုထဲမှာပဲတွားပြီးတော့မှကျွန်တော် investment အားတွေပဲရတဲ့ဝင်ငွေကိုကြည့်ရဆိုရင်ကျွန်တော်ရဲ့ potential ကိုအများကြီးပဲ limit လုပ်ထားတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော် peer to peer lending လို့ခေါ်တယ်အချင်းချင်းပတ်စံချီးရပါဘောနော်စင်ကာပူတို့ဘာလို့မှလည်းခက်စားရပါဘောနော်ကျွန်တော်နိုင်ငံမှာတော့နည်းနည်းတတိထားရမယ်ဘာလို့လဲဆိုရင်အချင်းချင်းချီးပြီးပြောလို့ရှိရင်ပြန်မပေးရဘူးဘာလို့ဆိုပြဿနာကြီးတက်နိုင်တယ် peer to peer ဆိုတကယ်ချင်းချင်းပတ်စံချီးပြီးတော့မှတိုးပြန်ရတဲ့အမျိုးပေါ့ကျွန်တော်အရင်တော့ဆိုလို့ရှိရင် တင်ပြီးတွင်းမှာဆိုလို့ရှိရင်လည်းအမျိုး invoice discounting လို့ခေါ်တဲ့ကြိုပေးလို့ပါအောင်ရှိတယ်ခုကတော့ပေးသွားပြီပေါ့နောက်တစ်ခုကတော့ value flipping လို့ခေါ်တယ် value flipping ဆိုတာဝယ်ရအောင်ပေါ့အစတတတာနဲ့ဝယ်မယ်ပြီးလို့ရှိရင်ပြန်ရအောင်မယ်ဒါမျိုး value flipping လို့ခေါ်တယ်အဲ့တော့ value flipping ကိုကျွန်တော်လုပ်မယ်ဆိုလို့ရှိရင် retail arbitrage လို့ခေါ်တယ် arbitrage ရဲ့အဓိပ္ပာယ်ကဥပမာဆိုရင် तू ကဈေးကွာရှိမယ်ကျွန်တော်တို့ကဒီအပြင်မှာကြီးလိုက်မယ်ဆိုပါတော့အပြင်မှာကြီးလိုက်မယ်ဆိုအပြင်မှာဈေးတက်တာတယ်ဆိုင်မှာ online မှာစီးကြည့်နေအဲ့တော့အပြင်ဟာဝယ်ပြီးတော့မှ online မှာရောင်းလိုက်တာမျိုးလို့ဒါမျိုးကျွန်တော် arbitrage ကိုဒါ flipping လုပ်တယ်လို့ခေါ်တယ်တခြားနိုင်ငံမှာဆိုရင် eBay eBay မှာကြည့်လိုက်တယ် eBay မှာစီးကြည့်ရတယ်ဒါပေမဲ့အပြင်မှာဆိုလို့ရှိရင်ဒါအိမ်ရှင်းတာတို့ဘာလို့လုပ်တဲ့အချိန်ကြောင့်လို့ရှိရင်ဈေးတက်ဈေးတက်တက်တက်တာနဲ့ရောင်းတယ်အဲ့တော့ဈေးတက်တက်တက်တာနဲ့ဝယ်ဝယ်ပြီးွားလို့ရှိရင်ဒီဥစ္စာအောင် eBay တို့ကပြန်ရောင်းတာမျိုးဥပမာဆိုရင် Gary V တို့ပါလို့ဆိုလို့ရှိရင်ပြပေးရ flipping လောက်တာပေါ့နော်ဒီ trash dot ဆိုပြီးတော့မှတခြားအိမ်ပြောင်းတော့မယ်ဆိုလို့ရှိရင်ပစ္စည်းတွေကိုအိမ်ရှိမှာထားထားပြီးတော့မှဘလောက်နဲ့ယူဆိုရတဲ့အမျိုးရောင်းနေတာမျိုးတွားတော့ဝယ်ဝယ်ပြီးတော့ရှင် eBay တို့ပါလို့မှပြန်ရောင်းနေဒါမျိုးကိုကြတော့ retail arbitrage လို့ခေါ်တယ်ဒီလို arbitrage တွေကဘာဘယ်မှာလဲရှိလဲဆိုလို့ရှိရင် digital assets တွေမှာလဲရှိတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့က Binance တို့ဘာလို့မှာဆိုရင်သူရဲ့ exchange rate တွေရှင်တော့ရှိရ peer to peer လွှဲတဲ့နေရာမှာဆိုရင်ဥပမာဆိုရင်မြန်မာပြည်ရဲ့ပေါက်စီကတလောက်ဒါပေမဲ့ဘာဖြစ်လို့ဆိုရင်ဒီ Binance မှာဘလောက်အဲ့တော့ဒီနားမှာ quaha jet လေးရှိအဲ့ quaha jet လေးပေါ်မှာ move ဒီပြီးတော့မှသူက flipping လုပ်တဲ့နေရာမျိုးပေါ့အဲ့တော့ undervalue ဖြစ်နေတဲ့ access ကိုဝယ်တယ်ပြီးလို့ရှိရင်အမြတ်ငွေယူပြီးတော့မှပြန်ရအောင်လာမျိုးကျွန်တော်ငငယ်တော့ဆိုရင်ဒါ၈တန်းလောက်တော့ဆိုရင်ကျွန်တော်တကယ်ချင်းရှိရဝင်ထပ်အောင်ဆိုတော့ကျွန်တော်တို့က ဒီမှာចောင်းနေမှာဆိုလို့ရှင်សាវကိုကျွန်တော်တို့ចောင်းណកက်ပြတ်ရမလို့ဝယ်လို့ရတယ်ចောင်းណកက်ပြတ်ရမလို့ဆိုတော့ចောင်းណកက်နဲ့ limit မလုပ်ထားဘူးပေါ့ဥပမာဆိုရင်ចိုက်တလောက်ဝယ်လို့ရတယ်សាវကကျွန်တော်ចောင်းណាဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုလို့ရှင်ကိုတက်မဲ့ចောင်းចောင်းမှာဆိုလို့ရှင်ចောင်းសាវတွေကျွန်တော်တော့ဝယ်လိုက်တယ်ဝယ်တယ်ပေါ့နော်တစ်ခါဝယ်ပြီဆိုလို့ရှင်သူကတစ်ခါဝင်တအုပ်ပဲဝယ်လို့ဒီဘာသာစုံတအုပ်ပဲဝယ်လို့ရတော့ကျွန်တော်ဘာလုပ်လဲဆိုတငယ်ချင်းတွေကိုဝယ်ခိုင်းတယ်အဲ့တော့တငယ်ချင်း၁၀ယောက်ရှိရယ်ဆိုလို့ရှင် ကျွန်တော်တို့နှစ်ခေါက်လောက်တိုင်းအုပ်20ရတယ်ဘာလို့ဆိုအုပ်20အဲ့ဒီအုပ်20ကိုကျွန်တော်အပြစ်မှာပြန် ရောင်းနေဆိုလို့ရှိရင်တစ်ခုရောင်းနေဆိုရင်900လောက်မြတ်တယ်အဲ့ဒီခေတ္တက900ဆိုရင်တော်တော်လေးများတယ်ခက်မှန်းကြီး900လောက်မြတ်တယ်ပေါ့နော်အဲ့တော့တကယ်လို့ကျွန်တော်တို့က10ခုဆိုရင်9000ဖြစ်သွားပြီအဲ့တော့အခု20ဆိုလို့ရှိရင်1400လောက်ကျွန်တော်တို့ဖြစ်သွားပြီပေါ့နော်ကျွန်တော်ဈေးထဲမှာအထည်ရောင်းနေရောင်းနေပေါ့အမေကိုကူညီပေးတဲ့အချိန်မှာကျွန်တော်ဈေးထဲမှာအထည်ရောင်းတော့ဒီစာအုပ်တွေရဲ့ပေါက်တွေကိုကျွန်တော်ကတည်တယ်တည်တော့ချစ်တန်းမှာ ဒီဆောင်းတွေဝယ်ဝယ်ပြီးပြန်ပြန်ရောင်းနေအဲ့ဒီခေတ္တကဆိုကျွန်တော်တို့ကွန်ကွန်းညမ်းလို့ခေါ်တယ်ကျွန်တော်တို့အတော်တယောက်ရှိအဲ့အတော်ဆိုင်မှာကျွန်တော်ပြန်ပြီးမှရောင်းတာမျိုးကျွန်တော်လုပ်တယ်ဗောနော်အဲ့တော့ဟိုဒါမျိုးတွေလည်းကျွန်တော်လုပ်တယ်ဒါမျိုးကိုကျွန်တော်ဒီ value flipping လို့ခေါ်တာဗောဒီနေ့ခင်မှာလည်းကျွန်တော်လုပ်လို့ရတယ်ဥပမာဆို real estate flipping လို့ပါတော့မေးဆိုကြားပူးလိမ့်မယ်အင်ချမ်းကြီးမှာဆိုလို့ရှိရင်ဒါဈေးအရန်တန်တယ်အခုဝယ်လိုက်ပြီးပြန်ရောင်းနေဆိုလို့ရှိရင်တော့မြန်မာပဲဒါမျိုးကိုကြတော့ real estate flipping လို့ခေါ်တယ်တချို့ကြတော့ဒီ digital assets မှာဆိုရင် domain နေလည်းရှိမယ် domain ဆိုတဲ့နေရာမှာဆိုရင်မိတ်ဆွေ GoDaddy တို့ဘာကိုကြားဘူးမလားမသိဘူး GoDaddy တို့ name ချတို့ကျွန်တော်ရှိမယ်ဒီထဲမှာဆိုရင် domain တွေဝယ်တာမျိုး domain တွေပြန်ရောင်းတာမျိုးတို့ဒါမျိုးကျွန်တော်တို့လုပ်လို့ရတယ်ဥပမာဆိုတချို့ domain တွေကအရန်လာတယ်ဒီ domain တွေကကိုဝယ်ထားလိုက်တယ်တခြားလူတွေကဒီ domain ကိုရချင်တယ်ဈေးကြီးကြီးနဲ့ပြန်ဝယ်တာမျိုးကျွန်တော်တို့လုပ်ကြတယ်ဥပမာဆိုကျွန်တော်တိတ်မလုပ်ဖြစ်တာဆိုရင်တော့ value flipping ဆိုရင်ဒီနေ့ခင်မှာဆိုကျွန်တော်တိတ်မလို့တိတ်လို့ဖို့အချိန်မပေးနိုင်အောင်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့လို value flipping လုပ်တဲ့လူတွေကိုတော့ invest လုပ်တာမျိုးရှိမယ်ဥပမာဆိုကျွန်တော်ပြင်ဦးလင်းဖက်မှာဆိုရင်မြေခွက်တွေကျွန်တော်ရှိရဆိုပေါ့ကျွန်တော်ရဝယ်ထားတယ်ပြန်ရောင်းတယ်ဒါမျိုး value flipping ကတော့ကျွန်တော်လုပ်ပြီးလို့ရှိရကျွန်တော်ကိုယ်တိုင်ကတော့မလုပ်ဘူးပေါ့နော်အချိန်မပေးနိုင်လို့အဲ့တော့ value flipping ကလည်းတော်တော်ကောင်းတဲ့ဒီ business ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့ collectibles ပေါ့ဥပမာဆိုရင်나ရီတို့လိုမျိုးဒါမျိုးတွေဝယ်ထားတယ်ပြန်ပြန်ရောင်းလို့ရတယ် garage set ဒီလုံလို့ရတယ်အမိုက်ရှင်တဲ့ဟာတွေပေါ့အိမ်ဒီမှာ အမိုက်ရှင်တဲ့အားဆိုရင်ကိုကတော့ဝယ်တယ်ဝယ်ပြီးပြန်ရောင်းတယ်ဒါမျိုးကြီးလည်းလုံလို့ရတယ်နောက်တစ်ခုကကျတော့ exposure based income ပေါ့ exposure based income ဆိုတဲ့နေရာမှာဆိုကျွန်တော်က TikTok မှာဗီဒီယိုတင်တယ် monetization ကနေငွေဝင်နိုင်တယ် YouTube ဗီဒီယိုတင်တယ် YouTube ကနေကျွန်တော်ငွေဝင်နိုင်တယ်အဲ့တော့ဒါမျိုးကြီးကျွန်တော်တို့ရှိမယ်အဲ့တော့ဒီ exposure based income ကလည်း ဒါမဆိုးဘူး။ဒီမှာဆို YouTube ဆိုပါတော့ကျွန်တော် YouTube ဗီဒီယိုတစ်ခုတင်လိုက်တယ်ဆိုပါတော့အနည်းဆုံးထားရတော့เนาะကျွန်တော်ဒေါ်လာ20 30လောက်ဗီဒီယိုတစ်ခု average တိတ်မကြည့်ရဲ့ဗီဒီယို20 30လောက်ကျွန်တော်ရရတယ်ဆိုလို့ရှိရင်မြန်မာငွေနဲ့ကျွန်တော်ကြည့်မယ်ဆိုဗီဒီယိုတစ်ခုတစ်သိန်းလောက်ကျွန်တော်ရနေဆိုပါတော့ဒါဆိုလို့ရှိရင် အများကြီးတော့မဟုတ်ဘူးเนาะအနည်းဆုံးတော့ကျွန်တော် subscription fee တွေပေးလို့ရမယ် subscription fee ဆိုတဲ့နေရာမှာဆိုကိုတုံးတဲ့ software တွေကိုပေးလို့ရမယ်ကျွန်တော်ရှိမယ်ဒီလိုမျိုးလုပ်ဖို့အတွက်ကြောင့်လည်းချင်းတစ်ခုပေးရတယ်ကွာအဲဒါမျိုးရှိမယ်ဒါ content monetization တချို့ဆိုလို့ရှိရင်လည်း TikTok တွေဒါထောင်ခံတန်းလောက်ဝင်နေရရှိမယ်တချို့ကြောင့်လည်းဒေါ်လာ100နေရရှိမယ်တချို့ကြောင့်လည်း10 20ရှိမယ်အဲ့တော့ဒါ content monetization တွေလည်းငွေဝင်နေနောက်တစ်ခုကကျတော့ဒီ affiliate influencer တီးတီးရတွေလည်းကျွန်တော်တို့ income တွေကျွန်တော်ရှာလို့ရတယ်တကယ်လို့ကိုကနေပြီးမှ social media မှာလူတွေတည်တယ် endorse တည်တီးရတွေပြီးမှဝင်ငွေရနိုင်တယ်နောက်တစ်ခါကျတော့ brand sponsorship တရားတွေရဲ့ income တွေရနိုင်တယ်နောက်တစ်ခါကျတော့ subscription and member fees ပေါ့ member fees ကနေလည်းရနိုင်တယ်ဥပမာအဖြစ်ဆို YouTube မှာဆိုလို့ရှိရင်လည်း subscription ရှိရကျွန်တော်အခုနောက်ပိုင်းမှကျွန်တော်ဖြုတ်လိုက်တာပေါ့နော် YouTube ရဲ့ subscription တွေကနေလည်းကျွန်တော်တို့ကဒီ အင်ကမ်ရနိုင်တာမျိုးရှိရဲအခုနောက်ပိုင်းမှာဆိုကျွန်တော်လုတ်ထားတဲ့ insider note ထဲမှာဆိုလို့ရှိရင် subscription ကနေ income ကျွန်တော်တို့ရှာလို့ရတာမျိုးကြီးကျွန်တော်လုတ်ထားတာမျိုးရှိရဲဒါမျိုးကြောင့်ကျွန်တော်ဘာလို့ခေါ်လို့ exposure based income လို့ခေါ်တယ်နောက်တစ်ခုကကျတော့ဒီ product တွေကို merchandise လုတ်တာတွေလည်းဝင်ငွေရနိုင်တယ်ဥပမာဆိုရင် product merchandise ဆိုတဲ့နေရာမှာဆိုရင်ကျွန်တော်က total time မှာဆိုတာလေးမိတ်ဆွေကြားဖို့မလားမသိဘူးဒီ total time မှာဆိုလို့ရှိရင်ကျွန်တော်တို့က ဒီလိုမျိုး product လေးပေါ့နော်ကိုယ့်ရဲ့ brand နဲ့ပဲ promote လို့ဆိုတာထုတ်တယ်ထုတ်ပြီးတော့မှကျွန်တော် product merchandise ပြန်လုပ်တယ်ဒါမျိုးကြောင့် exposure based income နေနဲ့လည်းကျွန်တော်ရရတယ်ဒါအောင် merchandising လို့ခေါ်တာပေါ့ merchandising ဆိုတာထုတ်ကုန်တွေပြန်အောင်ခြင်းအဖြစ်နဲ့ကျွန်တော်တို့ကဝင်ငွေပြန်ရှာလို့ရတယ်ဒါမျိုးကြောင့် exposure based income လို့ခေါ်တယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီအမွေရတာမျိုးတို့လက်ဆောင်ရတာမျိုးတို့ပြီးလို့ရှိရင်မဲပေါက်တာမျိုးတို့ ပြီးလို့ရှိရင် government အစိုးရတွေဝင်ငွေရတာမျိုးလို grant နဲ့ scholarship တွေရတာမျိုးလို့ဟိုဒါမျိုးတွေကနေလည်းဝင်ငွေရနိုင်တယ်ဗောနော် win for income လို့ခေါ်တာ win for income နဲ့မှာကျွန်တော်တို့ဘယ်လိုမျိုးဝင်ငွေရလေးရှိလဲဆိုရင်ကျွန်တော်အကြံပေးပြီးတော့မှ share equity ရတဲ့အမျိုးအဲ့တော့ percentage တခုရတယ်ဒီ percentage ကနေပြီးတော့မှဝင်ငွေတခုရရမျိုးလေကျွန်တော်တို့ဖြစ်နိုင်တယ်ဒါမျိုးကြောင့် win for income လို့ခေါ်တယ်ဒါကတော့ကျွန်တော်တို့ဝင်ငွေရတဲ့လမ်းကြောင်းလေးခုနှစ်ခုကျွန်တော်ပြပြသွားတာပေါ့နော်ကျွန်တော်ရဲ့ဥပမာလေးလည်း ကျွန်တော်ပြပြခဲ့တယ်။ဒါတကယ်လို့မိတ်ဆွေတို့က business ကိုစတီဆောက်ချင်နေဆိုလို့ရှိရင်တဆင့်ချင်းနေကျွန်တော်တွားအောင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကြင်ကြံပေးချင်တာ un income ကိုအရင်ဆုံးတိဆောက် un income ရှိပြီဆိုရင်ကျွန်တော်ဝင်ငွေရမယ်။ဒီအတွက်လည်း skill set ဒီမှာ invest လုပ်ဒါရှိပြီဆိုရင် business income ကိုတိဆောက်ဒီအမှတဆင့်ကျွန်တော်ကျွမ်းကျင်လာပြီးကိုကနေပြီးတစ်ဖက်ကန့်ကန့်ကျွမ်းကျင်တဲ့အရာတွေပြီးလို့ရှိရင် brand တစ်ခုတိဆောက်ပြီးွားပြီဆိုရင်ကိုယ့်ရဲ့ဖန်တီးမှုတွေအားတွေဝင်ငွေရှာ licensing လို့ဒီအမှတ်ဆင့်ကျွန်တော်ဝင်ငွေတွေတိုးပွားလာရဲဆိုလို့ရှိရင် investment income ကနေကျွန်တော်တို့ အကျဉ်းမျိုးနဲ့မူတော့အဲ့တော့ဒီအမှတစင်ပုံနေသေးရဆိုလို့ရှိရင်ကျွန်တော်တို့ဘိုင်းလို့ဆဲဟိုက်လို့လို့ရတဲ့လူတွေ business partner တွေရှာဒီအမှတစင်တို့အင်ချမ်းမြေတို့ရှိမယ်ပြီးလို့ရှိရင်တချို့ဆိုရင် electronic ပစ္စည်းတွေကျွန်တော်ရှိကောင်းရှိမယ်တို့နဲ့ partnership လို့ဒါတွေကကြတော့ဘာဖြစ်လဲဆိုရင်ဒီ movement အမြန် investment income ကြောင့် movement နည်းနည်းနေရဒါမျိုးကျွန်တော်ရှိမယ်ပြီးလို့ရှိရင်ကိုကနေပြီးတော့ social media မှာကိုတိတာတွေအောင်ပြန်ပြီးမျှဝေပြီး exposure based income ကိုယူဒါတွေ ကျော်လွန်သွားပြီဆိုလို့ရှိရင်ကိုကအရန်ကို irreplaceable ဖြစ်လာတဲ့နေရာတစ်ခုရောက်လာပြီဆိုလို့ရှိရင်ကိုကတခြားလူတွေကိုအကျဉ်းန်ပေးတာအကူအညီပေးတာကိုရဲ့ကျွမ်းကျင်မှုနဲ့သူတို့ကိုအကူအညီပေးနေတဲ့ဒါ share နဲ့ trade လုပ်တဲ့ဟာဒါမျိုးတွေရာတွေလည်းကျွန်တော်ဝင်ဝင်ရှာလို့ရတယ်ဒါကတော့ပတ်စံရှာလို့ရတဲ့နည်းလမ်းခုနှစ်ခုဖြစ်ပါတယ်အဲ့တော့မိတ်ဆွေနေနဲ့ကိုတို့အကျိုးရှိဆုံးအချက်တစ်ချက်ဆိုရင်ဘာများဖြစ်မလဲ comment မှာရေးခဲ့လို့ရရင်ရေးခဲ့ပြီးပါအောင်ဒီနေ့လိုမျိုးပြောရတဲ့ format ကအောင်ကိုတို့အဆင်ပြေလား ခွင့်မှာရေးခဲ့လို့ရပါတယ်အဲ့တော့လူငယ်တွေအနေနဲ့ဆိုလို့ရှိရင်ဒီခါလေးကြောင့်လို့ရှိရင် landing လုပ်တော့မယ်ဆိုလို့ရှိရင်ဒါအခက်အခဲတွေရှိနေဆိုတာကျွန်တော်နားလေဒီတော့ကျွန်တော်အနေနဲ့တစ်ဖက်တစ်လားကနေကူညီပေးနိုင်တာကျွန်တော်တည်ထားတဲ့အရာတွေကြုံတွေ့နေရတဲ့ပြဿနာတွေကိုကျွန်တော်ဖြတ်တန်းခဲ့တဲ့ experience တချို့နဲ့မျှဝေပေးနိုင်တာကျွန်တော်ကူညီပေးနိုင်တဲ့အရာလို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့လေကျွန်တော်ဒီရက်ပိုင်းမှာအချိန်ရရလို့ video ကြီးလုပ်ပေးနေတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်ည2023ရှိပြီဘာလို့လဲဆိုရင်ဒီနေ့ကကျွန်တော်နေရာအစ်စ်ကိုတက်ငါဖြစ်တယ်နေရာအစ်စ်တစ်ခုငါတော့ အရန်အလုပ်တွေများနေရတယ်ဗီဒီယိုမလုပ်ဖြစ်ဘူးအခုညကြီးမှကျွန်တော်လုပ်ပြီးတော့မှတင်ပြဖို့လုပ်ပေးလိုက်တာပါနော်အဲ့တော့အဆုံးထိကြည့်ပြကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ